audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးဝမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဖျားပွင့်ရာအိန္ဒိယနိုင်ငံမှာဘာကြောင့်သာသနာကွယ်ပြောက်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာဖျားပွင့်တော်မူရာအိန္ဒိယနိုင်ငံမှာဗုဒ္ဓသာသနာကွယ်ပြောက်ခဲ့ရတဲ့အကြောင်းကလည်းအလွန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်သင်ခန်းစာယူစရာလည်းကောင်းလာပါတယ်ဒါကြောင့်ဒီကနေ့တင်ဆက်ပေးချင်တာဖြစ်ပါတယ်ခင်ဗျာ ဒီစောင်းပွားကိုရေးသားတဲ့စာရေးဆရာကြီးကတော့နာမည်ကျော်စာရေးဆရာကြီး Yahoo လာတန်ကီစီရဲ့စောင်းပွားကိုမူရင်းစာသားအတိုင်းအချင်းချင်းပြီးပေါ်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာမြတ်စွာဘုရားပြိဋိဘံပြုပြီးတဲ့နောက်မှာအနှစ်တရာကြာတဲ့အခါမှာဝိဇီတိုင်းသားရဟန်းတွေကဝိနည်းဥပဒေကိုရိုးသေးစွာ လိုက်နာကြခြင်းမရှိတော့ဘဲနဲ့ရွှေငွေနဲ့တေးရီတေးရဲ့စသည့်တန်ဃာတော်နဲ့မအပ်ဆက်တဲ့အရာတွေကို အဲ့ဒါမှတရား10ပါးတွေကိုတီထွင်ပြုလုပ်လာကြပါတယ်။လူနဲ့နှီးဆက်ဖို့ဝင်းနီးကိုပြန်လဲပြင်ဆင်လိုကြပါတယ်။မထေကြီးများကဝင်းနီးဒေသနာအတိုင်းအာနာဒေသနာတော်ဖြစ်တဲ့အခါကျတော့တိတိကျကျလိုက်နာရမယ်လို့ကြေညာခဲ့ကြပါတယ်။အကြီးအကျယ်လည်းညှင်းခုန်ကြပါတယ်။စိတ်ဝမ်းတွေလည်းကွဲကြပါတယ်။ဒါကြောင့်ဝေသာလီပြည်မှာကာလာတောကမင်းကိုအမိတဲ့ဟဲပြုတ်ပြီးတော့ဒုတိယသံဃာယန္နာတင်ကြပြီးတဲ့အခါမှာအရမတရားတွေကိုပယ်ဖြတ်ခဲ့ကြရပါတယ်။ ိတိကျကျပြည့်ပြည့်သားသားဆုံးဖြတ်ပြီးတော့ဝီနီးလေးစားတဲ့ဒီမထေကြီးမြောက်ကိုထေရဝါဒဂိုင်းလို့လည်းကောင်းအဲ့ဒါမှဝိထု7ပါးတည်ထွင်တဲ့တန်ခါတွေကိုမဟာတန်ခိကဂိုင်းလို့လည်းကောင်းခေါ်ကြပါတယ်မဟာတန်ခိကဂိုင်းကလည်းတိကျတန်ခါယရနာတင်ကြပြန်ပါတယ်ဒုတိယသင်္ဃာယန္တာခေတ်ကစပြီးတော့တတိယသင်္ဃာယန္တာတင်တဲ့အာတောကမင်းခေတ်အထိ125နှစ်အတွင်းမှာထေရဝါဒကနေ12ခိုင်း မဟာတန်ခိကခိုင်ကနေ6ခိုင်းအသီးသီးခွဲထွက်ကုန်ပါတယ်။အဒီအခါမှာဗုဒ္ဓဘာသာအမိခံတဲ့ခိုင်တွေကမြတ်စွာဘုရားကိုထာဝရဘုရားထာဝရဘုံစသည်ဖြင့်အတွေ့အခေါ်တရားတင်များကိုဖန်တီးလာကြပါတယ်။ဒါကြောင့်မဟာမောက္ခလိပုဒ္ဒတိတ်တဆတဲ့မထေကြီးတို့ကပါဠိပုတ်နေပြီးတော့မှအာတောကမင်းကိုအမိပြုပြီးတော့တတိယသံဃာယန္တနာတင်ကြရပါတယ်။ မူရင်းတရားတော်ကိုမလိုက်နာခြင်းနဲ့တန်ခါများကလည်းတိကြားတုတ်ဝင်းဤအဘိဓမ္မာတို့ကိုတီထွင်ပြီးတော့တိကြားတန်ခါယရနာတင်ကြပြန်ပါတယ်အယူဝါဒအကျင့်သိက္ခာမှာအလွန်အမင်းကွဲပြားခြားနာလာကြပါတယ်အာတောကမင်းရဲ့နောက်ကာလမှာအိန္ဒိယပြည်မှာလူမျိုးအသီးသီးမင်းဆက်အမျိုးမျိုးဝင်ရောက်လာကြတော့စုံကမင်းဆက်ပုရှမီတ မင်းလက်ထက်မှာဗုဒ္ဓသာသနာတော်များစွာဆုပ်ယူခဲ့ပါတယ်။ဗြဟ္မဏဘာသာကိုစာပေသစ်တွေနဲ့ပြန်လည်အမှုတင်ခဲ့ပါတယ်။ဗုဒ္ဓဘာသာအမိခံထားတဲ့တပ္ပတိဝါဒခိုင်းကလည်းကျမ်းစာမျိုးမျိုးရေးသားပြီးတော့အချင်းချင်းအငင်းပွားကြတဲ့အတွက်ဂျာလန္တရမျိုးမှာကဏီရှကမင်းကြီးနဲ့ဝတုမိတ်တအတ္တခောတာမထေကြီးကိုဦးစီးပြီးတော့တန်ခါယန္နာတင်ခဲ့ကြပြန်ပါတယ်။ဒီခါမှာဝိပယရှာခေါ်တဲ့မဟာယနအထကရာကြီး၃ချမ်းကိုပြုစုပြီးတော့ ဝိပါရှာဂိုင်းဆိုပြီးတော့ကွဲပြားခဲ့ပါတယ်။နံပါတ်1ကတော့ဟီနာယနနံပါတ်2ကတော့ပြစ်စီကဗုဒ္ဓယနနဲ့နံပါတ်3ကတော့မဟာယနမှာပါဝင်တဲ့ဗုဒ္ဓအရာနာဆိုပြီးတော့လမ်းသုံးသွဲတီထွင်ခဲ့ကြပြပါတယ်။ခရစ်နှစ်1ရာစု2ရာစုမှာဟိနာယနာကိုကျင်းမြောင်းယုံညံ့တယ်လို့ရှုတ်ချပြီးတော့ယဟန္တာကိုလည်းအထင်သေးလာကြပါတယ် ၎င်းတို့ကယူဆချက်တွေကိုဩဇာတက်ပြီးတော့လူကြိုက်များဖို့အတွက်ပညာပါရမီတာစတဲ့တုတ်တန်ကြီးများကိုဖျားဟောဖြစ်လျင်ဖျားအမိကိုသုံးပြီးတော့ရေးသားလာကြပါတယ်။နှစ်ရာစု၃ရာစုမှာ မဟာယနဂိုင်းဝါဒကိုလည်းအတီလင်းရေးသားလာကြပါတယ်။မြားပြလာတဲ့ဘောရီတတဖျားလောင်းတွေကိုလည်းတီထွင် လာကြပါတယ်။ပရိနိဗ္ဗာန်ဆံပြီးနှစ်900 600အတွင်းမှာတုတ်တန်အစ် အဘိဓမ္မာတစ်တို့ကိုရေးရဲဝုံဝကြီးရေးသားပြီးတော့မူရင်းပြင်ရင်းမူလသာသနာနဲ့ကွဲပြားခြားနာကုန်ကြပါတယ်။ဒီနောက်မှာအိန္ဒိယတောင်ပိုင်းဝိဒါတာနိုင်ငံနဲ့နာဂစ်စနာခေါ်အဘိဓမ္မာဆရာကြီးကတုံညဝါဒဂိုင်းကြီးကိုတီထောင်ပါတယ်။ Logic ni dialectic ni ya ပြိဿသမုပ္ပါဆန်ဆန်ဝါဒတစ်တွေကို ဖန်တီးခဲ့ကြပါတယ်။ ဒီနောက်မှာနှစ်ပေါင်း200ကြာဝိပါရှာဝါဒကိုပယ်ပြီးတော့မဟာယနတုတ်တံများကိုခံယူတဲ့တုတ်တံအဓိကခိုင်းဆိုပြီးတော့တစင်ထောင်ကြပြန်ပါတယ်ဒီခိုင်းကအထင်ရှားဆုံးခေါင်းဆောင်ကတော့ AD 400စုမှာပေါ်ထွန်းခဲ့တဲ့ဝတုဗန္ဓုနဲ့ဝိညာဏဝါဒလို့ခေါ်တဲ့နန္ဒီကဝါဒခိုင်းကိုတီထောင်သူ၎င်းရဲ့ညီတော်အသင်္ဃတို့ဖြစ်ပါတယ်ဒီခိုင်းကယုတ်တိပေဒလောจิตဗုဒ္ဓဘာသာခိုင်းကြီးခွဲခြားပါက ဒိသာနာကနဲ့ဓမ္မကိဋ္ဌီလို့ပေါ်ထွန်းလာကြတော့ဘာသာအတွင်းဘာသာပအငင်းခုန်ကြီးများပြားလာခဲ့ပါတယ်ခရစ်တော်ပေါ်ပြီး400စုမှာ ဝေဘာရှိကနဲ့သုတ်တန်ဒီကဝိညာဏလို့ခေါ်တဲ့ယောဂါစာရမစ္စိမာကာဆိုတဲ့ philosophy ဘုဒ္ဓဘာသာဂန်းကြီးလေးကိုင်းပေါ်ထွန်းလျက်ရှိပါတယ်ဗျာမင်းသားတွေနဲ့အတွေးခေါ်တိုက်ပွဲဆင်နွှဲခဲ့ကြလေတယ် အဲဒီရာစုနှစ်တွေမှာအိန္ဒိယမှာပင်ရင်မူလဗုဒ္ဓဘာသာဖြစ်တဲ့ထေရဝါဒနဲ့ထေရဝါဒပါဠိစာပေများလုံးဝစိတ်သုံးရပါတယ်ဗုဒ္ဓရဲ့ပင်ရင်မူမှန်တရားတော်များအဘယ်နည်းဟုသိမြန်လုံးဝခက်ခဲသွားပါတယ်ဗောဓိတတ္တကိုပင်ဖျားဖြစ်ပြောင်းလဲကူးွယ်လာကြပါတယ်မဟာယာနကဗျာဆရာကြီးများကဗောဓိတတ္တကိုကူးွယ်ပူဇော်ရန်မဟာယာနတလင်နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်ပြရန်တုတ်တကဗျာ စရိတစာပေအမျိုးမျိုးရေးသားလာကြပါတယ်။ဤ၄ရာစု၅ရာစုမှာတရဝအလုံးဘောဓိတတ္တကြီးဟု၎င်းယဟန္တာအပါဝင် လူတိုင်းတမ္မာတန်ဗုဒ္ဓဖြစ်ရမည်ဟု၎င်းကြေညာကြပါတယ်။ဖျားထက်ဖျားလောင်းကို အသားပေးလာကြပြန်ပါတယ်။ဖရာလောင်းမှာလည်းအရိမတိယဖရာလောင်းသမကအသည့်အသည့်ဖြစ်တဲ့နတ်ဖရာများကိုလည်းတီထွင်လာကြပြီးတော့နောက်ဆုံးမှာလူတိုင်းဖရာဖရာလောင်းဖြစ်ရန်ခဲရင်ကြောင့်ဝန်ခံသောအဖြစ် ကောင်းကင်ဘုံမှာရှိတဲ့ဖျားလောင်းကိုသာကိုးခွေရင်ညွန်ချာရပြန်ပါတယ်။အိန္ဒိယမှာနေရအနှက်ဘောဓိတတားလို့ခေါ်တဲ့ဖျားလောင်းကိုနတ်ဖျားအသွင်ကိုးခွေပတာလာကြပါတယ်။အစစ်အမှန်တရားကလည်း क्वे ခဲ့ပါပြီ။မဟာယာနတို့က9ရာစုကနေ12ရာစုအတွင်းမန္ဒယာနခေါ်တဲ့မန္ဒန်ခိုင်းကြီးကိုတီထောင်လာကြပါတယ်။ပညာပါရမိတ်တာ တပ္ပဒပုဒ္ဒရိကစတဲ့မဟာယနတုတ်တန်ကြီးများကိုအလွန်ရှည်လျာရှုပ်ထွေးလွန်းတဲ့အတွက်အချင်းချုပ်ဂါထာတွေရေးပြီးတော့ဒါရဏီခေါ်နှုံငုံဆောင်တဲ့အချင်းကိုကျွတ်ဆိုကြပါတယ်ဂါထာမန္တန်ယူချင်းပရိစေချင်းစူတောင်းပုံပါတဲ့ဆဝိုင်းဘီးများလှည့်ပေးခြင်းတို့ကို အထူးအသားပေးခဲ့ကြပါတယ်900ရာစုနှစ်နောက်ပိုင်းကစပြီးတော့တရုတ်တိဘက်စသည်တို့ကိုပြန်သွားပါတယ်။တုတ်တန်ကြီးများကိုလည်းဖျားအဖြစ်ကိုးဝယ်လာကြပြီးတော့ ပညာပါရမီတာ ရုပ်ထုစသည်ဖြင့်ကိုးကွယ်ထုလုပ်ကြပါတယ်900စုနောက်ပိုင်းကစပြီးတော့ဘယင်နဲ့တတိတွေကိုးကွယ်တဲ့ခန်းထားတဲ့ကျောင်းတွေစောက်လို့လှူပြီးတော့အလှအဒန်းရရောလာကြတော့အရေးရှင်းမမီတဲ့အညာစားပုံကူများလဲသာသနာပေါ်ကိုဝင်ရောက်လာကြပါတယ်ဒီအညာစားယဟန်တို့ကအားကောင်းလာတဲ့အခါဝင်းကြီးကိုပို့ပို့တန်တန်လှုပ်ကြပါတယ်ကန္ဓာဒူရ ဝိပဿနာဒူရတို့ကို မလိုက်နာကြစားကတောက်ကနေလာကြပါတယ်ဒီယဟန်တွေကပဲတုတ်တန်ကိုပြင်ဆင်ကြပါတယ်တန္တရစာပေတို့ကိုရေးသားခြင်းများပြုလိုလာကြပါတယ်မန္တန်စုတ်တာအင်းချတာမော်ဝင်တာဆေးကူတာဘေးရင်ဟောတာနက်ခတ်ကြည့်တာစတဲ့လောကီအလုပ်တို့ကအကြီးအကျယ်ပြုလုပ်လာကြပါတယ်လူမှုကိုလည်းလှည့်ဝက်သိသိသွားစီယုံသိသိလာကြပါတယ် ဓမ္မစကြာကတာဝကယာနာအတွက်ရာဇဂျူ၌ဟောတဲ့တရားတွေကမဟာယာနာအတွက်ဖြစ်ပြီးတော့မဟာယာနာဖြစ်လေအလုံးညံထက်သူတို့အတွက်မလုံလောက်သေးတဲ့အတွက်ကြောင့်ဒညကတကနယ်မှာဝိဇာယာနာဝဇီယယာနာတရားကိုဖျားဟောခဲ့ရတယ်လို့ကြံဖန်ဝါဒဖြန့်ကြပါတယ်။ကိုးရာစုကိုရောက်တဲ့အခါမူလမဟာယာနာတို့ကဝဇီယယာနာမန္တန်ခိုင်းကြီးကို မတားဆီးနိုင်တာကြတော့ပါဘူး။ မန္တန်ကိုင်းကြီးကလူဘိန်းကြိုက်လှုပ်ဝဲလုပ်ငန်းအဋ္ဌိပတ်လုပ်ငန်းများကိုလုပ်ခဲ့ကြပါတယ်။ဥမာဘူးသွင်းခြင်းနားမလည်သောစကားတွေကိုတုံးခြင်းအကြီးရဲ့ထိုးခြင်းစီးစီရင်ခြင်းအင်းချခြင်းစတဲ့လုပ်ငန်းပေါင်းများစွာကိုတီးခြားရေးဆွဲပြီးတော့တမထမှော်သွင်းခြင်းနဲ့တိတ်ထီများကိုပြပြီးတော့လူဘိန်းတွေကိုတိမ့်သွင်းဆွဲဆောင်ကြပါတယ်။စိတ်ညှို့ခြင်းတမထအာယုံပြုခြင်းများပို၍ခေစားလာပါတယ်။ မူလပင်မသာသနာတော်ကိုမေးမိန်စေယုံသမကမဟာယာနခိုင်းမြောက်ကိုပင်ဝဇီယာယာနခိုင်းဖြစ်မန္တန်ခိုင်းဖြစ်ပြောင်းလဲပစ်ခဲ့ကြပါတယ်။ပန်းဦးလူချင်းအဘိသိက်ခံခြင်းရွှေငွေခံခြင်းစတဲ့ကိုရိုးရှာကာမဂုံခံစားမှုများအတ္တကိလမထကျင်ချင်းတိတ်ထိတို့ပါလုံးမှန်းပြီးတော့၁၂ရာစုမှာကာမဂုံဖောက်ပြခြင်းတကူလွဲသုံးစားပြုမှုတို့ဖြင့်တဖြည်းဖြည်းသိခါကြလာပါတော့တယ်။ ရှေ့ရာစု9ရာစုမှာနာလန္ဒတက္ကသိုလ်ဝိကြမတိလတက္ကသိုလ်စသည်တို့မှာဝဇီယာယနာလို့ခေါ်တဲ့မန္တန်လန်းစိန်တွေကိုလည်းတင် जा ခဲ့ကြပါတယ်။ဒီကနေ့တစေနတ်ဝင်နတ်ပူတာသုံးကဝေတစေအောင်လန်းစသည်ပညာရက်တွေတို့မှာပူးတွဲလ ీల ကျလာကြပါတယ်။တန္တရရာနာဝါရီတို့ကလည်းဖျားလောင်းရုပ်တွေတွေကိုအမျိုးမျိုးထုလို့ကိုးဝယ်ကြပြီးတော့ကြောက်ဝက်ပွဲပုံများကိုပင် ထုလို့ကိုးဝယ်လာကြပါတယ်။ ရှေ့ရာစု၁၀ရာစုတွင်မှဗုဒ္ဓဘာသာအမိခံပြီးတော့ဝိဇ္ဇာစောကြီးတပတိစတဲ့ပုဂ္ဂိုလ်များပေါ်ထွန်းလာပြီးတော့ဝိဇ္ဇာခိုင်းပညာရက်ကိုလည်းထူထောင်သိမ့်သွင်းခဲ့ကြပါတယ်။ထင်ရှားတဲ့ခိုင်းဆရာကြီးတွေကတော့ဆရာတဟာပါဆရာကြီးဓမ္မရူပဆရာကြီးဂုရူပဆရာကြီးတဘာဝဆရာကြီးစသဖြင့်အဝိစဝေချင်းအဂိယထူရင် မန္တန်ဆုတ်ချင်းတုတ်တံမှာနေချင်း အယိုးခွန်ကိုသုံးခြင်းဆေးဝါးစင်ခြင်းစသဖြင့်ထူးထူးဆန်းဆန်းအလုပ်တွေကိုလှုပ်လာကြပါတယ်။တေးရီတေးရက်တောက်ခြင်းပန်းဦးလှုပ်ခြင်းတို့ကိုလည်းလှုပ်လာကြပါတယ်။လျှို့ဝှက်တိတ်ထီတခုတွေကိုပြပြီးတော့လျှို့ဝှက်ဆေးရပုပ်ကူထူးကြီးများဟုခေါ်တွင်ခဲ့ကြတယ်။အိန္ဒိယမှာသာသနာမေးမိန်လာတဲ့ခေတ်မှာတတိတကြွယ်နဲ့ရှင်ဘီများကပဲထိုလူလူကြီးများကိုချီးမြှောက်ကူဝယ်လာကြပါတယ်။တိုင်းပြည်အေဂျင်ကြီးလုံခြုံရေးဘေးအန္တရာယ်ကင်းဝေးရေး ထိုလူရုလူဆန်းကြီးပြောက်ကိုတန်တရမန္တရဝိဇာယနာအတက်ပညာတွေနဲ့ရှင်ဘီရင်များကိုတိုင်းများစွာအသုံးပြုခဲ့ကြပါတယ်။ကွင်းဤတော်နဲ့အညီနေထိုင်တဲ့ယဟန်ကောင်းများစီးရဲညူညင်ပြီးတော့အင်အားကလည်းနဲတထက်နဲပါသွားရပါတယ်။ယဟန်တို့ရဲ့အတွင်းသာသနာပြို့ညံ့အားနေလာတဲ့အခါတချို့ယဟန်တွေကဝိဇာကျင့်စဉ်များစီကိုအာယုံစိုက်သွားကြပါတယ်။ဆက်တရာစုကိုရောက်တဲ့အခါအိန္ဒိယပြည်မှာလူအများစုရဲ့အယူသဲမှု အုပ်စုကွဲမှုဂျင်းခုံမှုများပုံမှုများပြားလာပါတယ်။ယဟန်များလည်းပစ္စည်းစုခြင်းရောင်းဝယ်ခြင်းတွေပြုလုပ်ပြီးတော့အကျင့်တွေပြပြလာကြပါတယ်။ဒါကတော့တင်ငန်းဝိဝိဇာနဲ့အောက်လန်းဖုံးရင်ခိုင်များစတင်မှုကိုတင်ဆက်ပေးတာဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးတော့ဝိဇာတွေအုံခံပြီးပကန်းကိုပြေးလာရပုံဆိုတဲ့အကြောင်းလည်းတင်ဆက်ပေးပါဦးမယ်။ယူရက်လူမျိုး၊မွန်ဂိုလလူမျိုး အာဖဂန်နာလူမျိုး စတဲ့ဘာသာမတူတဲ့လူမျိုးချမ်းမြောက်ကခန္ဓာကျွယ်ဝချမ်းသာတဲ့ယဟန်တော်အကြောင်းကြီးများကိုလူကျယ်တိုက်ခိုက်လာကြပါတော့တယ်။ဝိဇာစောကြီးဂိုင်းဝင်တို့လည်းဝိဇာမန်တန်တကူအိတ်တီဘယ်တို့ဖြင့်ခုခွန်ကြပင်တဲ့အချီနီပဲဖြစ်ခဲ့ပါတယ်။တက္ကသိုလ်ကြီးတွေကျောင်းတိုက်ကြီးတွေမီးရှို့ဖျက်ဆီးခံရပါတယ်။ဗုဒ္ဓဘာသာအမိခံယဟန်တို့ကဣဇဒတန်တမှာအကျင့်တီလာယူရင်းပြီးပညာရှင်ကြီးများဖြစ်နေတာကတကြောင်း ဗဟိတနိုင်ငံ၏ရှုပ်ထွေးနေသည့်ကတချောင်းတို့ကြောင့်ဗုဒ္ဓဘာသာသည်လုံးဝကွဲပြောက်သွားခဲ့ရပါတယ်။ဝိဇာကန်ကြီးပေါ်ထွန်းပြီးတော့အတွင်းသာသနာအင်အားပြည့်ပြည့်ချင်းကအိန္ဒိယသာသနာကွဲပြားခြင်းရဲ့အဓိကကြောင်းရင်းဖြစ်ပါတယ်။ဗြဟ္မဏဝါဒီတွေကအကြောင်းကံတွေကိုပြန်လည်တည်ထောင်နိုင်ကြပါတယ်။ဗုဒ္ဓဝိဟာရများကိုပြန်လည်မတည်ထောင်နိုင်ကြတော့ပါဘူး။ယဟန်တို့များဝေစာစင်ရင်ပုံထူးကြတဲ့အတွက်ပူ၍ယဟန်အခွင့်တာခဲ့ပါတယ် ပြည်သူများကလည်းရန်သူများဝင်ရောက်တဲ့နောက်ပိုင်းမှာဝိဇာခိုင်းဆရာတို့ရဲ့တကူအိတ်ဒီဘက်ကိုလုံးဝအယုံကြည်မရှိတော့တဲ့အတွက်နလန့်မထူနိုင်အောင်ကြဆင်းသွားပါတော့တယ်။အိန္ဒိယမှာရှိတဲ့မဟာယနဗုဒ္ဓဘာသာအမိခံဝဇီယာယနဝိဇာခိုင်းဝေယဟန်တော်များဒီဘက်နီဘောပကန်းစတဲ့အရက်တွေကိုပြေးသွားပုံအောင်ကြလိပါတော့တယ်။ယဟန်တော်များအတွင်းသာသနာယူရင်းအနေနဲ့တန်ခါခေါင်းဆောင်မရှိခြင်းသာသနာအဆောက်အအုံများဖျက်ဆီးခံရခြင်း အိန္ဒိယလူမျိုးကဗြဟ္မဏဝါဒကိုပြန်လည်ကူးပြောင်းပြီးတော့ဗုဒ္ဓဘာသာဖြစ်ပြည်သွားကြပါတော့တယ်။၁၄ရာစုကိုရောက်တဲ့အခါဗုဒ္ဓမြတ်စွာဘုရားမွေးဖွားရာအိန္ဒိယဒေသမှာဗုဒ္ဓသာသနာလုံးဝကွဲပြောက်သွားပါတော့တယ်။ဒါကြောင့်ဇာယီဆရာကအိန္ဒိယနိုင်ငံသာသနာကွဲပတ်ခြင်းအကြောင်းမှာအသုံးချက်ရှိကြောင်းအတည်ပြုလက်ခံထားပါတယ်။ ။နံပါတ်၁ကတော့ယဟန်တော်များတိလမြစ်တာခန္ဒီစတဲ့အခြေခံယဟန်ချင်းွေတွေမှာယောဘအာနေခြင်းနောက်ဆုံးလုံးဝတိတ်ခါမရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။နံပါတ်၂ကတော့အတ္တဝါဒသည်ခေါင်းဆောင်မျိုးမျိုးပုံစံအမျိုးမျိုးတို့ကိုအတွဲလှိုက်၍မှုခြင်းနောက်ဆုံးဘုရားဘာသာအမိခံမြတာခံပြီးတော့အတ္တကိုမှန်တိုင်းထားတဲ့မဟာယနယဟန်များဖြစ်လာခြင်းဒီကနေ့တဆင်းခိုင်းเสียမော်เสียအဖြစ်ကိုရောက်ကြခြင်းတို့ကြောင့်ဖြစ်ပါတယ် နံပါတ်3ချက်ကတော့နောက်ဆုံးမိစာရန်သူတို့အတ္တမအကျန့်ဖတ်ပြီးတော့နှိမ့်ဆက်တက်ဖြတ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။သို့တော့ဘလို့ပဲဆိုစီကဘူးအဓိကအကြောင်းရင်းစည်းမြစ်ကတော့ယဟန်များယဟန်လိုမနေကြခြင်းကြောင့်ဖြစ်ပါတယ်။ယဟန်တော်များအတွင်းသာသနာယိုယွင်းအားနည်းတဲ့အတွက်သာသနာ ကွယ်ပျောက်ခဲ့ရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဖျားပွင့်ရာအိန္ဒိယနိုင်ငံမှာသာသနာကွယ်ပြောက်ခဲ့ရတဲ့အကြောင်းကိုကြည့်ပြီးတော့သင်ငန်းစာအများကြီးရရှိလိုက်ပါတယ်။ ဒါကတော့ဖျားပွင့်ရာအိန္ဒိယနိုင်ငံမှာသာသနာကွယ်ပြောက်ခဲ့ရတဲ့အကြောင်းရင်းတွေကိုအချင်းချင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ